တရားရှုမှတ်တဲ့အခါမှာပထမကြည့်ကစားမှာဒုဗ္ဗံကခြေလဲဆိုတဲ့ဆိုင်ခဲပညာခန္ဓာကြီးကို တွေ့ကောင်း တွေ့ပါလိမ့်မယ်။ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲလည်းပဲပါကောင်းပါပါလိမ့်မယ်။ဒါပေမဲ့တကယ်ကြည့်ရမှာကတော့ပညာခန္ဓာကြီးရမှာမဟုတ်ဘူးပရမခန္ဓာကြီးရမှာ ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲနဲ့ကြည့်ရမှာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ငါဆွဲကင်းပြီးတော့ကြည့်ရမှာဖြစ်ပါတယ်အဲဒီလိုကြည့်နိုင်ဖို့ရန်အတွက်တတိအကူကြီးလည်းယူရတယ်သမာဓိအကူကြီးလည်းယူရတယ်တတိသမာဓိဆိုတဲ့သမာဓိမဲ့ခင်တွေပြည့်စုံမှပညာမဲ့ခင်ဆိုတဲ့သမာဓိဋ္ဌိသမာသင်္ကပ္ပတရားနဲ့ ောဒီယုတ်တရားနန္တရားတို့ရဲ့သဘောကိုလည်းပိုင်ပိုင်နဲ့နဲ့ဆုံးဖြတ်ချက်ချနှိုင်းတယ်။ဟောဒီယုတ်သဘောနန္တဘောဟာဖြစ်ပြီးပြတ်တဲ့သဘောပါပဲလို့လည်းပဲဆုံးဖြတ်ချက်ချနှိုင်းပါတယ်။ဟောဖြစ်ပြီးပြတ်တဲ့သဘောလေးကဒုက္ခသစ္စာလေးပါပဲလို့လည်းပဲပိုင်ပိုင်ချာချာသိနိုင်ပါတယ်။အဲဒါကြောင့်မလို့တတိလည်းလှုပ်လို့မရဘူး။တမာတိမပါလို့မရဘူး။အဲ့ဒီတတိနဲ့တမာတိအကူကြီးရလိုက်ပြီဆိုရင် ဘလောက်ပဲပုဂ္ဂိုလ်တ attva လို့ထင်မြင်ထင်ကြတော့လဲပဲဒါပုဂ္ဂိုလ်မဟုတ်ဘူး attva မဟုတ်ဘူးယောက်ျားမိန်းမမဟုတ်ဘူးဟောရဟာယုတ်သဘောပဲဟောရဟာနန်သဘောပဲဟောရီသဘောကမှအမှန်ဟုတ်တယ်ဟောရီသဘောကမမှန်ဘူးဆိုတာကိုတတိတရားလေးနဲ့ခွဲခြားပေးနိုင်ပါလိမ့်မယ်အဲဒီလိုခွဲခြားပေးလို့ပရမတ်ခန္ဓာဆိုတဲ့သဘောခန္ဓာကလေးကို စိတ်ဆိုင်ချထားမိပြီဆိုရင်တဲ့ရမမသိမြင်ခွင့်ရသွားပြီဆိုရင် တမာရီနဲ့စူးစူးဆက်ဆက်ကြည့်ပြလိုက်ပါတမာရီကတဲ့ပြီးမှပညာကအမှန်တိုင်းဆုံးမခွင်ရနိုင်ပါတယ်တမာရီကတဲ့မပေးဘူးဆိုရင်တော့မိမိရဲ့စိတ်ကပောဂောတ္တဝါစီကိုပြန်ရောက်သွားတတ်ပါတယ်ဒုဗောင်ကချင်လဲဆိုတဲ့ပုံမှန်တရာစီကိုပြန်ရောက်သွားတတ်ပါတယ်အဲဒီလိုရောက်သွားမယ်ဆိုရင်ပညာတရားကဟောရကယုတ်ပဲဟောရကနံပဲလို့ဘလုံးနည်းနဲ့မှဆုံးမချက်ချနိုင်မှာမဟုတ်ပါဘူးလောကဥပမာအဖြစ်ပြောကြပါစို့ဆိုရင် မြားပြည့်တဲ့ပုဂ္ဂိုလ်တယောက်သည်မပြည့်ခင်မှာချိန်ပေးရတယ်။ချိန်ပြီးတော့မှပြည့်ရတယ်။မချိန်မဲနဲ့ပြည့်ရင်ပြည့်မှတ်ကိုတဲ့တဲ့မှမှမရောက်နိုင်ပါဘူး။မချိန်မဲနဲ့ပြည့်ရင်ရောက်ချင်ရရောက်ဗျာမရာရောက်သွားတတ်ပါတယ်။အဲဒါကြောင့်ပြည့်မှတ်ကိုတဲ့တဲ့မှမှရောက်ဖို့ဆိုတာပရမဆုံးတည်တည်ချာချာချိန်ရပါတယ်။ဘလောက်ကြာကြာချိန်ရမလဲဆိုရင်မြားပြည့်တဲ့ပုဂ္ဂိုလ်ရဲ့အလေးအကျင့်ပေါ်မှာမူတည်ပါတယ်။ အလေးကျင့်နေသေးရင်တော့ကြာကြည့်ချိန်ရမှာပဲအလေးကျင့်သိကောင်းရင်တော့ခဏလေးနဲ့ချိန်ယုံနဲ့ပြင်မှတ်ကိုတက်တက်မှမှတန်းတန်းမှမှရောက်နိုင်ပါလေအလေးကျင့်တဲ့သိအားကောင်းပြီဆိုရင် အလုံးတရာကြွကျင်သွားပြီဆိုရင်တော့ချိန်စရာကိုမလိုတော့ပါဘူးပြစ်လိုက်တာနဲ့ပြင်မှတ်ကိုတန်းတန်းမှမှရောက်နိုင်ပါလေအဲဒီလိုပါပဲမိမိတို့ရဲ့တန်တာမှလည်းပဲတတိနဲ့သမာဓိဆိုတဲ့သမာဓိမဲ့ခင်၃ပါးရဲ့ခန့်ကဏ္ဍဟာ အမတန်လိုအပ်ပါတယ်ဝရိယတရားကလေးကလည်းမြင့်တင်ပေးမယ်တတိတရားကလေးကလည်းပဲအရှုကံတရားစီကိုအမြဲတမ်းတတိထားပေးမယ်တမာရီတရားကလေးကလည်းအရှုကံတရားနဲ့တည့်တည့်ပေးမယ်စွစွဆက်ဆက်ချပေးမယ်အဲဒီလိုတမာရီတရားကလေးများများကြီးကိန်းထားရင်ပညာမဲ့ခင်နဲ့ရှုမှတ်တဲ့နေရာမှာပြင်းပကိုမလွဲဘဲနဲ့ပြင့်နိုင်သလိုပါပဲ။ ယုံသဘောနာသဘောခန္ဓာသဘောဖြစ်ဖြစ်သဘောကိုမှန်မှန်ကန်ကန်ကြီးဆုံးမချက်ချနိုင်မှာဖြစ်ပါတယ်ဒီတော့သမာဓိတရားဘလောက်တောင်ကြာကြာကိန်းအောင်ကြိုးစားရမှလဲလို့မေးရင်မိမိရဲ့ကြွန့်ကျင်မှုအတိုင်းအတာပေါ်မှာမူတည်ပါတယ်အားကောင်းတဲ့သမာဓိနေထားဖြစ်ဖို့ဖြစ်တဲ့ပုံမှာမူတည်ပါတယ်မိမိရဲ့လေ့ကျင့်ကလည်းလို့သမာဓိမရနိုင်ဘူးဆိုရင်တော့9မိနစ်လဲကြာရင်ကြာမယ်10မိနစ်လဲကြာရင်ကြာမယ်15မိနစ်လဲကြာရင်ကြာမယ် အဲ့ဒီလိုသမားလေးလေးအချိန်တက်လာတော့မှပညာစကံရှုကြည့်တဲ့နေရာမှာတဏ္ဍမမရှုကြည့်နိုင်မှာဖြစ်ပါတယ်။သမားလေးရဲ့ဆွာနဲနေတယ်ဆိုရင်ပညာနဲ့ရှုကြည့်တဲ့နေရာမှာအရှုကံတရားကိုပိုင်ပိုင်နဲ့နဲ့သိခွင့်ရမှာမဟုတ်ပါဘူး။အဲဒါကြောင့်သမားလေးကိုကြိုတင်ပြီးတော့ကဲအောင်ကြိုးစားပေးရတယ်။အလေးကျင်တဲ့ပုံပုံများဆိုရင်သမားလေးကိုကြာကြာကြီးဖြစ်အောင်ထူထောင်ပေးရမှာဖြစ်ပါတယ်။ အလေးချင်းများလာပြီဆိုရင်တော့တမာရီကိုတိတ်ကြာကြာကြီးထူထောင်စရာမလိုပဲနဲ့စိတ်ကဆိုက်လိုက်တာနဲ့သတိလေးကင်းလိုက်တာနဲ့တမာရီဟာလိုလျောက်ရလာပါလိမ့်မယ်အဲဒီလိုရလာပြီဆိုရင်ပညာနဲ့တဏ္ဍမမရှုမှတ်နိုင်ပါပြီအလေးချင်းနဲ့တိတ်ကောင်းပြီမိမိရဲ့ဉာဏ်ကလည်းတိတ်ထက်လာပြီတမာရီတရားကလေးတွေကလည်းပဲတိတ်ကိုစွတ်စွတ်ဆက်ဆက်ဖြစ်လာပြီဆိုရင်တော့အထုတည်းနဲ့တမာရီစိုက်စရာမလိုတော့ပါဘူး ဘယ်ကိုပဲကြည်လိုက်ကြည်လိုက်တမာရီပါလာပြီဘယ်ကိုပဲကြည်လိုက်ကြည်လိုက်တမာရီပါလာပြီတမာရီပါလာတဲ့နည်းအမြတ်ပညာတရားကလည်းပဲအရှုခံတရားကိုတဏ္ဍမမရှုနိုင်မှာဖြစ်ပါတယ်အဲဒီလောက်အထိရင်းကျက်သွားပြီဆိုရင်တော့၅မိနစ်၁၀မိနစ်ချိန်ကုန်ခံပြီးတော့တမာရီထူထောင်ပေးစရာမလိုတော့ဘူးပေါ့အဲဒီလောက်မှမဟုတ်သေးရင်တော့ညံသွားတဲ့နောက်ကတမာရီကမလိုက်နိုင်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်အရှုခံတရားကိုတမာရီနဲ့တက်မပေးနိုင်သေးဘူးဆိုရင် တက်ပင်းနိုင်တဲ့အခြေခံအခြေအနေမဖြစ်သေးဘူးဆိုရင်တော့တမာရီကိုထုတ်တယ်လေထူတော်ပေးရအောင်မှာပါပဲအဲဒီတော့တမာရီလေးဖြစ်လာပြီတတိလေးကိန်းလာပြီဆိုမှပညာမဲ့ခင်ရခက်ကဏာကျဲကျဲပြန်းပြန်းဆောင်ရွက်လို့အဆင်ပြေသွားမှာပါအဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဟာတတိလေးကိန်းထားရမယ်တမာရီလည်းတည်အောင်ကြိုးစားပေးရမယ်တတိတမာရီဝရိယတရားတွေပြည့်စုံသွားရင်ပညာဟာအလိုလျောက်ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ် အရိပညာတရားနဲ့ကြည်လိုက်တဲ့အခါမှာပရမယောသဘောနံသဘောလေးတွေကြည်တယ်ယောသဘောနံသဘောလေးတွေပေါ်လာတာကိုတတိလေးကတတိပေးနေတယ်ဟောရကယုတ်ပဲဟောရကနံပဲဟောရကခန္ဓာပဲလို့တတိတရားရဲ့စွန့်ရည်ကြောင့်ယုံနာမသိခွင့်ရသွားပြီတမာရီတရားကလည်းစွတ်စွတ်ဆက်ဆက်ဖြစ်အောင်ကြိုးစားပေးထားပြီအဲ့ဒီအချိန်ခါမှာပညာဉာဏ်နဲ့စွတ်စွတ်ဆက်ဆက်ကြည်လိုက်ဖို့ပဲလိုပါတယ် အဲ့ဒီလိုပညာလေးနဲ့စွတ်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 ကြီးလိုက်တဲ့အခါမှာကြီးနေတဲ့ကာလမှာပဲရုပ်လည်းမတွေ့ရဘူးနာမ်လည်းမတွေ့ရဘူးရုပ်ပေါ်လာလို့ရုပ်ကိုကြည့်ပေမဲ့ရုပ်ကမတွေ့ရတော့ဘူးအပြက်တဲ့သဘောလေးပဲတွေ့ရမှာပဲနာမ်ပေါ်လာလို့နာမ်ကိုကြည့်ပေမဲ့လို့လည်းပဲနာမ်ကိုတွေ့ရမှာမဟုတ်ဘူးပြက်တဲ့သဘောလေးပဲတွေ့ရမှာပဲဒါတော့ပညာနဲ့တကယ်တမ်းတွေ့တယ်ဆိုတာကအပြည့်ရဲ့လက္ခဏာလေးကိုသာတွေ့ရတာပါဘာတွေပြတ်သွားတာတော့ယုတ်တရားနဲ့တရားတွေပြတ်သွားတာပါ အဲ့ဒါလည်းရောတရားနန္တရားတွေမရှိတော့ဘူးပြတ်သွားပြီပြတ်တာကလည်းပဲဟုတ်တော်အဘဝထင်တာဆိုတဲ့အတိုင်းပဲအစကတည်းကမရှိတဲ့တရားမဟုတ်ဘူးဖြစ်ပြီးမှပြတ်တဲ့တရားလေးပဲပရမဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်အပြည့်ရဲ့သဘောကိုတွေးလိုက်တယ်ဆိုပေမဲ့လို့လည်းပဲဩဒီအပြည့်ဟာဖြစ်ပြီးမှပြတ်တဲ့သဘောတရားပါပဲလို့ဉာဏ်ကအဲ့ဒီလိုသဘောပေါက်မှဖြစ်ပါတယ်အဲ့ဒီလိုသဘောပေါက်ပြီးတော့ဩဒါကဖြစ်သဘောလေးပဲဒါကပြတ်သဘောလေးပဲလို့အဲ့ဒီလိုဖြစ်သောပြတ်သဘောကို ရှုကြည့်လိုက်တဲ့အခါမှာမိမိရဲ့ဉာဏ်ဟာအမှန်ကိုမှန်တယ်သိတဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်ပါလေ။အဲဒီလိုယောတရားနဲ့တရားကလေးတွေရဲ့အပြည့်ကိုမြင်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာစောင်းတီးတဲ့ဥပမာကဲသို့မှတ်ရပါမယ်။ဘယ်လိုမှတ်ရမလဲဆိုလို့ရှိရင် စောင်းတီးတဲ့ပုံကတရားဟာစောင်းကမတီးခင်ကစောင်းကွက်ထဲမှာအတန်နေရှိသလားလို့ကြည့်လိုက်ရင်စောင်းကွက်ထဲမှာအတန်မရှိပါဘူး။ ။အော်ကြိုးကလေးတွေကိုလက်ကလေးနဲ့ဒိခလိုက်တဲ့အခါမှာတန်ကလေးပေါ်လာတယ်။ဒီတန်ကလေးဘယ်ကရောက်လာတာလဲလို့မေးရင်လည်းပဲဒီတန်ကလေးကဘယ်ကမှရောက်လာတာမဟုတ်ပါဘူး။လက်ခတ်ကလေးနဲ့ကြိုးကလေးနဲ့တွဲထိလိုက်စဲကာလမှာအဲ့ဒီအကြောင်းတရားကြောင့်ပေါ်လာတဲ့အကျိုးတရားလေးပဲဖြစ်ပါတယ်။အဲ့ဒီတန်ကလေးကဖြစ်တယ်ဖြည်ပြီးတော့ရပ်သွားတယ်ရပ်သွားတာဟာချုပ်ပြောက်သွားတာပဲအဲ့ဒီလိုဆိုဒီတန်ကလေးပဲရောက်သွားတာတော့စောင်းဝတ်ထဲပြောင်းဝင်သွားတာလားဖွင့်ကြည့်လိုက်ရင်စောင်းဝတ်ထဲပြောင်းဝင်သွားတာလည်းတွေ့ရမှာမဟုတ်ပါဘူ သောဝရပြဝင်သွားတာမဟုတ်တယ်လို့တဏှာမှာသွားပြီးတော့စွပုံနေတာလားမေးတော့လည်းပဲတဏှာမှာလည်းဒီအတန်နေသွားပြီးတော့စွပုံနေတာမဟုတ်ပါဘူးအကြောင်းတရားလေးရန်ဆိုင်သွားလို့အကျိုးတရားလေးချုပ်ပြောက်သွားခြင်းသာဖြစ်ပါတယ်အဲဒီဥပမာလိုပါပဲတဲ့ရှုမှတ်အရှုခံတရားကိုရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာလည်းပဲယောသဘောနာသဘောဖြစ်သဘောပြသဘောလေးတွေကိုမမြင်ခင်တုန်းကအော်ဒီယောသဘောနာသဘောဖြစ်သဘောပြသဘောလေးတွေဟာတဏှာမှာစွပုံပြီးတော့နေတာလားလို့ဒီလိုမစဉ်းစားပါနဲ့ အဲ့ဒီနေရာမှာစုပေါင်းပြီးတော့ယုတ်တရားကလေးဟာမိမိရှုကြည့်လိုက်တဲ့အခါကျတော့မှတစ်ခုပြီးတစ်ခုရောက်လာတယ်။နံတရားကလေးကလည်းပဲတဏှာကနေပြီးတော့တစ်ခုပြီးတစ်ခုရောက်လာတယ်လို့ဒီလိုလည်းမမှတ်ပါနဲ့တဲ့။မိမိရှုကြည့်လိုက်တဲ့ကာလမှာယုတ်တရားကလေးဟာအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့ဂျိုးတရားလေးပဲ။နံတရားကလေးကလည်းပဲအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့ဂျိုးတရားလေးပဲ။အခုအကြောင်းတိုက်ဆိုင်လို့အခုပေါ်တဲ့ဂျိုးတရားလေးပါပဲ။ဘယ်နေရာကမှစုပြုံးပြီးတော့ထားပြီးတော့ အဲ့ဒီစုပြုံပြီးထားတဲ့နေရာကနေပြီးတော့တစ်ခုချင်းတစ်ခုချင်းရောက်လာတာမဟုတ်ပါဘူးအခုကြောက်တိုက်ဆန်လို့ပေါ်တဲ့အကျိုးတရားလေးပဲလို့အဲ့ဒီလိုညံတဲ့သဘောပေါက်ရမှာဖြစ်ပါလေအဲ့ဒီလိုသဘောပေါက်နေတာဖြစ်တဲ့အတွက်သဘောပေါက်အောင်ရှုကြည့်ရမှာဖြစ်တဲ့အတွက်အရှုကတရားယုတ်တရားနန္တရားကလေးကိုမမြင်ခင်မှာဟောဘယ်နေရာမှာများယုတ်တရားလေးရှိနေတယ်လဲဘယ်နေရာမှာများနန္တရားလေးရှိနေတယ်လဲဘယ်နေရာမှာစုပုံထားတာလဲလို့လိုက်ရှာနေကြမလို့ပါဘူးတဲ့ မိမိရဲ့တဏ္ဍာမှာကြောင်းတိုက်ဆိုင်နေအကျိုးပေါ်တယ်အကျိုးပေါ်တာကလေးကိုပဲညာကလေးနဲ့ဖြတ်ပြီးတော့ကြည့်လိုက်ရုံပါပဲကြုံတင်ပြီးတော့ရှားနေစရာမလိုပါဘူးဒါကြောင့်ရှုကံတရားတွေလိုက်ပြီးတော့မရှားပါနဲ့အကျောင်းတိုက်ဆိုင်ရင် ပေါ်ပါလိမ့်မယ်ပေါ်နေစေကာလကိုပဲပေါ်နေစေပေါ်နေစေညံနဲ့မလွတ်တမ်းသိအောင်ကြိုးစားပေးဖို့ပဲလိုပါတယ်အဲဒီလိုကြည့်လိုက်တော့ဟောဒီယုတ်တရားနဲ့တရားကလေးကွဲပြောက်သွားတဲ့အခါမှာလည်းပဲချုပ်ပြောက်သွားတဲ့အခါမှာလည်းပဲအော်ဒီယုတ်တရားကလေးကချုပ်ပြောက်သွားပြီဘယ်နေရာများသွားပြီးတော့ ုနေမှာပါလေဘယ်နေရာမှာသွားပြီးတော့ကင်းနေမှာပါလေဘယ်နေရာမှာသွားပြီးတော့အောင်းနေပါပါလေဒီလိုလိုက်ပြီးတော့မရှာပါနဲ့လိုက်ပြီးတော့မစဉ်းစားပါနဲ့ချောပြောက်တဲ့ရောင်းတဲ့ချောပြောက်တဲ့သဘောပဲရှိပါတယ်ဒီနေရာကနေချောပြောက်ပြီးတော့ဒီနေရာမှာသွားပြီးတော့နေရုံထုံးတာမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ရုံနာကိုကြည့်တဲ့အခါမှာမပေါ်လာသေးတဲ့ရုံနာကိုလည်းလိုက်ပြီးတော့မရှာပါနဲ့ချောပြောက်သွားပြီးတဲ့ရုံနာကိုလည်းဘယ်နေရာရောက်သွားမှာပါလိမ့်မလဲဆိုပြီးတော့လည်းပဲကြောင်းကြပြပါတာစိုက်မနေပါနဲ့ ပေါ်လာရင်ပေါ်တဲ့အတိုင်းရှုပါပြတ်သွားရင်ပြတ်တဲ့အတိုင်းမြင်လိုက်ပါအော်ပေါ်လာတဲ့အော်ပြတ်သွားပြီလို့အော်ဒါမမြဲတဲ့သဘောတရားလေးလိုပဲစိတ်ထဲမှာကောက်ကျက်ချလိုက်ပါအဲ့ဒီလိုကောက်ကျက်ချလိုက်တဲ့အလို့ဒီဉာဏ်အလို့ဖြစ်ပါတယ်တမ္မာဒိဋ္ဌိရအလို့ဖြစ်ပါတယ်အဲ့ဒီတော့တမ္မာဒိဋ္ဌိဆိုတဲ့ဉာဏ်နဲ့ရှုကြည့်လိုက်တဲ့အခါမှာအရှုခံတရားကလေးတွေကိုကြည်တိုင်းကြည်တိုင်းအရှုခံတရားဆိုတာဟာလည်းပဲဘောဂတတ္တဝါလည်းမဟုတ်ဘူးအကောင်ထဲလည်းမဟုတ်ဘူးပုံမှန်တရားလည်းမရှိပါဘူး အထယ်ကြီးလည်းမရှိပါဘူးတကယ်တမ်းကျတော့သဘောတရားလေးသာဖြစ်ပါတယ်ယုတ်တရားကလည်းသဘောတရားလေးပဲနန္တရားကလည်းသဘောတရားလေးပဲအဲ့ဒီသဘောတရားကလေးတွေကိုကြည့်တဲ့အခါမှာဒီသဘောတရားရဲ့သဘာဝအတိန်နဲ့အတိုးအဆုတ်ကိုကြည့်ပြီးတော့ပဲဟောတာဖြစ်သဘောပဲဒါပြတ်သဘောပဲလို့ဒီလိုသတ်မှတ်ရမှာဖြစ်ပါတယ်နာရသဘောလေးပေါ်တဲ့နာရလေးကဒီတိုက်တည်နေတာလားရော့သွားတာလားတိုးသွားတာလားဒါလေးကဲခတ်ပါ ရော့သွားတယ်ဆိုရင်တော့ ဗဂရိအနာပြောင်းလို့ရော့သွားတဲ့နာအသိပေါ်လာခြင်းပါပဲတိုးလာတယ်ဆိုရင်လည်းဗဂရိအနာပြောင်းလို့အော်ဒီတမကကြီးမားတဲ့အနာကလေးတခုအသိပေါ်လာခြင်းပါပဲဒီနည်းနဲ့တိုင်းတာပြီးတော့ဖြစ်သဘောပြက်သဘောကိုနားလည်ရမှာဖြစ်ပါတယ်ဒီနည်းနဲ့သာပါပဲပူတယ်ကျင်တယ်ကြိုက်ခဲ့တယ်အေးတယ်ပြော့တယ်မာတယ်စသည်ဖြင့် ဘယ်သဘောတရားကိုပဲကြည့်ကြည့်သဘောတရားလေးပြောင်းသွားတိုင်းပြောင်းသွားတိုင်းသဘောတရားကလေးမတူတာတွေ့တိုင်းတွေ့တိုင်းဟောပရမတ်တခုမရှိတော့ဘူးနောက်တစ်ခုအသိပေါ်လာပြီဒါဖြစ်သဘောပြည့်သဘောပဲအဟောင်းပြည့်လို့အသိပေါ်တာပဲလို့ဒီလိုနားလည်ရမှာဖြစ်ပါတယ်ဉာဏ်ရဲ့အမြင်ဟာစင်တူမဟုတ်တာမြင်လို့ဒီလိုဆိုရှိပါတယ်ပဂရိမျက်စိရဲ့အမြင်ကတော့ဆင်ခွဲမြင် ပဂရိမျက်စိနဲ့ကြည့်ရင်ဖြူကိုဖြူတိုင်းသိတယ်မဲကိုမဲတိုင်းသိတယ်အပုကိုပုတိုင်းသိတယ်ရှေကိုရှေတိုင်းသိတယ်ဒါကပဂရိမျက်စိရဲ့အမြင်ဖြစ်ပါတယ်ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ပုတာလည်းမရှိဘူးရှေတာလည်းမရှိဘူးဖြူတာလည်းမရှိဘူးနေတာလည်းမရှိဘူးအားလုံးကသဘောတရားကလေးတွေကြီးပဲဖြစ်နေတဲ့အတွက်အဲ့ဒီသဘောတရားကလေးတွေရဲ့တူနေတဲ့သဘောတရားကိုမတူတဲ့အချင်းရာကလေးကြည့်ပြီးတော့ဩဒါကကြောင်းသွားပြီဩဒီနေရာမှာအဟောင်းပြတ်သွားပြီဒီနေရာမှာအစ်စ်ပေါ်လာပြီလို့ ဆင်းတို့ပင်တင်ညာတော်လည်းပဲပရမတ္တကုမဟုတ်တဲ့နောက်တစ်ခုအသက်ပေါ်တာကိုကြည့်ပြီးတော့ဖြစ်သဘောပြက်သဘောကိုကောက်ကျက်ချရမှာဖြစ်ပါတယ်။အဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဟာမိမိတို့ရဲ့တဏ္ဍာမရှိတဲ့ယောဓမနန္ဒမကိုကြည့်တဲ့အခါမှာပောဂတတဝါလည်းမမြင်ပါစေနဲ့ယောက်ျားမိန်းမလည်းမမြင်ပါစေနဲ့အကောင်ထယ်လည်းမမြင်ပါစေနဲ့ပရမသဘောတရားကိုသာမြင်အောင်ကြည့်ပါ။အဲဒီလိုမြင်ဖို့ရတဲ့တမာရီမဲ့ခင်ရတော့တိတ်အရေးကြီးပါတယ်။ သဘာဝမဲ့ခင်ကနေပြီးတော့ပရမသဘောတရားသဘောခန္ဓာကလေးတွေကိုထောက်ထောက်ပြီးတော့ပြလိုက်တဲ့အချိန်မှာပညာမဲ့ခင်နှစ်ပါးနဲ့အော်ဒါကရုပ်ပဲဒါကနာမ်ပဲလို့ဆုံးမချက်ချနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။အဲဒီလိုကြည့်တဲ့အခါမှာလည်းသဘောတရားကလေးတစ်ခုနဲ့တစ်ခုမတူပါလားမတူပါလားမတူတာလေးကိုကြည့်တိုင်းကြည့်တိုင်းမြင်တိုင်းမြင်တိုင်းသဘောပေါက်တိုင်းပေါက်တိုင်းအော်ဒါအဟောင်းချုပ်လို့သိပေါ်တာပဲ။တစ်ခုပြက်လို့တစ်ခုသိပေါ်တာပဲ။ဖြစ်ပြက်ဆိုတာဒါပဲလို့အဲဒီလိုပညာမဲ့ခင်နှစ်ပါးနဲ့ ဆုံးဖြတ်ချက်ချလိုက်ရမှာဖြစ်ပါတယ်။အဲဒီတော့ဆုံးဖြတ်ချက်ချလိုက်နိုင်ပြီဆိုရင် ဖြစ်ပျက်ကိုလည်းမြင်တယ်ဖြစ်ပျက်ကိုလည်းမောင်းတယ်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာလက္ခဏာရဲ့၃ပါးကိုလည်းပိုင်ပိုင်နိုင်နိုင်မြင်တဲ့သဘောတရားနေပါပြီ။အဲဒီတော့လက္ခဏာရဲ့၃ပါးပိုင်ပိုင်နိုင်နိုင်မြင်လို့ဖြစ်ပျက်တွေမောင်းလာပြီဆိုရင်ဖြစ်ပျက်မောင်းရကနေဖြစ်ပျက်ဆုံးအောင်ဆက်လက်ပြီးတော့ရှုပွားဖို့ပဲရှိပါတယ်။အဲဒီတော့ဖြစ်ပျက်ဆုံးအောင်ရှုပွားနိုင်လို့ဖြစ်ပျက်တွေရှိရကနေပြီးတော့ ဖြည့်ပြတ်ကလေးတွေမြင်ရကနေပြီးတော့ဖြည့်ပြတ်ကိုမမြင်တော့ဘဲနဲ့ဖြည့်ပြတ်တို့ရဲ့ဆုံးရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုသာပြောင်းပြီးတော့မြင်လိုက်မယ်ဆိုရင်မိမိတို့ရဲ့ဉာဏ်ကလည်းပဲလောကုတ္တရာမဉဏ်ဖြစ်နေပါပြီလောကုတ္တရာမဉဏ်ဖြစ်သွားပြီဆိုရင်မိမိတို့ဟာဘယ်နည်းနဲ့မှအပယ်လေးပါးသံသရာမရောက်နိုင်တော့ဘူးအပယ်လေးပါးသံသရာမှာဆိတ်ချသွားရပြီဖြစ်တဲ့အတွက်သောတာပတ္တိမဉဏ်ဆိုတဲ့အပယ်လေးပါးသံသရာအဆက်ဖြတ်နိုင်တဲ့ဉာဏ်ရအောင်ကြိုးစားပြီးတော့ကြည်ပြရမှာဖြစ်ပါတယ် အဲဒါကြောင့်ဖြစ်ပြတဲ့မြာကနေဖြစ်ပြတဲ့မောဖြစ်ပြတဲ့မောရကနေဖြစ်ပြတဲ့ဆုံးအောင်ကြည်ပြီးတော့အပယ်လေးပါးသန္တရာကုံအောင်ချုပ်အောင်ဆုံးအောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးကြပါယောဂီရပေါင်းတော်ကောင်းတို့